ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီပောင်းနဲ့ပွဲစဉ်မှာကွင်းလယ်ဘိုးချိုးဖြစ်အထူးခြေသွမ်းပြခဲ့တဲ့ကက်ရှ်မဲရိုကိုခြေကျူးပြောကြားလိုက်တဲ့ဖာဒီနန်မယ်နောက်ခံလူအောင်ရီယိုဖာဒီနန်ကဘီဘောက်ကိုဝေးခွင်းမှာဇီ3နဲ့ဂိုးပြနာရရှိခဲ့တဲ့ပွဲမှာအထူးခြေသွမ်းပြကစားသွားခဲ့တဲ့ပေါင်တန်း60ရန်ကွင်းလယ်ကစားမကြီးကိုပွဲပြီးမှာချီးကျူးပြောဆိုသွားခဲ့ပါတယ်။ဒီဘက်မှာတော့မယ်အသင်းကစပါလိုမျိုးပွဲမချောင်မိမဲ့ ဒါလားနီကိုဝီလန်တို့ရှေ့နေပြီပါအောင်ဆိုပြီးတော့မေးမေးပြီးတော့တီးလို့ဖြစ်ခဲ့တာပါမိုင်ယွန်တေးကစပိန်သင်းတွေနဲ့တွေးဆောင်တဲ့အချိန်လာရလာဆိုးနေတဲ့ရုံးကန်လေးရှိတတ်ပေမဲ့အခုစပိန်မိမာကတော့တရက်နီသွေးကဘလောက်ထိရဲကြောင်းကောင်းစွာတက်တည်ပြသွားခဲ့ကြပါလိမ့်မိုင်ယွန်တို့ကဂိုးတွေတော့ကက်စမဲရိုကပွဲတင်မိနစ်30ဘရူနိုဖာနန်ဒက်စ်ကပွဲတင်38မိနစ်နဲ့45မိနစ်တို့မှာအသီးသီးသွေးပေးသွားခဲ့ကြတာပါပရရာရှိတဲ့ခိုက်တက်မှာပြီပါအောင်ကစားမတယောက်ထုတ်ခံလိုက်ရတယ်ဆိုပေမဲ့မိုင်ယွန်တေးကစားပေါ်ဒီအသီးမှာအကောင်းဆုံးပုံစံဆိုတာကိုပြသနိုင်ခဲ့တယ်လို့ဆိုရပါမယ် ဒီဘောက်ကတော့တယောက်ရောသွားခဲ့ချိန်မှာကန်ဆယ်လိုက်နှစ်ထပ်နဲ့ကစားခဲ့ကြရပေမယ့်ဇာမရီခြေသွားမနဲ့စိတ်တပ်ပိုင်းနဲ့ပုံမှန်ကိုရောက်ရှိနေတာကြောင့်ဒိုင်းစီစင်မုံမှာအနေငယ်ဖြိုးပြဲဆန်နေခဲ့ပါလိမ့်။ဖိုင်နယ်ကတော့ဒီဘောက်ကိုဝေးခွေးမှာဂိုးပြန်နိုင်ပြီးချန်ပီယံခြေသွားမျိုးပြသသွားနိုင်တဲ့မန်ယူတင်းရဲ့ဆွမ်းဆောင်ကိုချီးကျူးခဲ့ပြီးတော့မန်ယူတို့ခြေသွားကောင်းဆုံးနဲ့ပေါ်လွင်ဆုံးပြောင်းစားသွားနိုင်တဲ့မန်ယူဇာမတူကိုလည်းရွေးထုတ်ချီးကျူးသွားခဲ့ပါလိမ့်။ဖိုင်နယ်ချီးကျူးလိုက်တဲ့ဇာမကတော့ခြေသွားမကြောက်စင်းနေမှုကြောင့်ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့်ဒန်းထွက်ခွာသွားပြီးတဲ့နောက်မှာတော့ဆွမ်းဆောင်ကောင်းတွေကိုပြန်လည်ပြသလာနိုင်ခဲ့တာတွေ့ရပါလိမ့်။ ။ရိုင်းဒီပါပဲနက်ဆရိုင်းကန်တွေခဲ့တဲ့ဘွဲတွေကနေစလို့ကက်စမဲတို့ကဥဂါဒီနဲ့တွဲဖက်ပြီးတော့အကောင်းဆုံးဆွမ်းဆောင်ရည်ကိုပြန်လည်ပြသလာနိုင်ခဲ့တာဖြစ်ပါတယ်။ဥဂါဒီကခန်စပိုင်းကိုပို့ပြီးတော့ထိရောက်နဲ့ကာကွယ်ကစားပေးနိုင်တဲ့အတွက်ဥဂါဒီနဲ့တွဲကစားတဲ့ဘွဲတွေမှာဆိုရင်ကက်စမဲတို့ကပုံမှုပြီးတော့ခြေစွမ်းပြနိုင်နေရှိတတ်ပြီးတိုက်ရှိလိုက်ပါပံမှုနိုင်မှုတွေလည်းပို့ပြီးတော့ကောင်းမွန်လာတွေ့ရပါတယ်။အိုင်ဘတ်ခွန်ရှိကို1 expert တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ WiFi အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လေးသတင်းပေးပါစေ။ Football game မှာကစားချင်တဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်သုံးလုံး53လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာချပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။အခုကစားသွားတဲ့ဘီဘောင်းနဲ့ပွဲတင်ပါလေ Emoring ကကက်စီနဲ့ UGA တွေကွေးလဲတွဲဝဲပွဲထုတ်လာခဲ့တာပါ။ဒါတော့မယ်သင်ကပြပါကိုကွင်းလိုက်ပါအသာစီးရယူပြီးတော့ကစားသွားနိုင်ခဲ့ပါတယ်။ဖိုင်နယ်ကတော့ Gasmere ရဲ့ခြေစွမ်းကိုတော်လီသဘောကျနေရပါ။ဒီကြောင့် Ferdinand က ကက်စမဲရဲ့ခြေစွမ်းဒီညမှာတော်လေးကိုရင်ခုန်စရာကောင်းနေခဲ့ပါလိမ့်။စီကံကောင်းနဲ့ကစားသွားခဲ့တယ်။လူတွေကအသိကနေသူ့ကိုရောင်းထုတ်လိုက်ဖို့ပြောနေကြပါလိမ့်။ဘာလို့လဲဆိုတော့သူ့ရဲ့ခြေစွမ်းကောင်းနေမရှိတော့ဘူးဆိုပြစ်ချက်နေပုံ။ဒါပေမဲ့ကျွန်တော်တခုပြောပြမယ်။အသိကတကယ်လိုအပ်နေတဲ့အချိန်မှာသူကရှေ့တက်တဲ့တက်ကစားတယ်။သူ့ရဲ့အတွေ့အကြုံကောင်းနေတဲ့လိုအပ်တဲ့ပံ့ပိုးမှုတွေကိုတီးကြနဲ့ပြုလုပ်ပေးနိုင်။ကျွန်တော်ဒီရာသီမှာသူကအသိန်းတွက်ကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်တယ်လို့ထင်မိပါလိမ့်။ကက်စမဲကိုချီးကျူးပြောကြားသွားခဲ့ပါလိမ့်။ဖိုင်နန်ချီးကျူးခဲ့သူပါပဲ။ကက်စီကဘီဘောင်းနဲ့ပွဲကို ူရဲ့ဥရောပပွဲပေါင်း132ပွဲမြောက်ဖြစ်တဲ့ဝင်ရောက်ကစားခဲ့တာဖြစ်ပြီးအသက်ရရအကြပိုင်းပြောက်ရောက်ရှိနေဖြစ်ပေမဲ့သူဘလောက်ထိထက်မြက်နေလဲဆိုတာကိုကက်စီကပြသသွားနိုင်ခဲ့ပါတယ်။ပွဲစားပိုင်းမိနစ်ဒီမှာဆိုရင်ကက်စီကသူ့ရဲ့အသေးမော်တွေညွှန်ကြားမှုတွေပြလုပ်ခဲ့ပြီးဘီဘောက်ကွင်းလယ်ကိုအကောင်းဆုံးထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်းကက်စီကမန်ယူကွင်းလယ်အသက်ဆက်ဖြစ်ခဲ့ပြီးတော့သူ့ရဲ့ကစားမပွားတစ်လျှောက်ရရှိခဲ့တဲ့အတွေ့အကြုံကောင်းတွေကိုအသုံးချသွားခဲ့ပါတယ်။ကက်စပယ်ကချန်ပီယံလိ၅လုံးပိုင်ရှင်ဘွားကနေမန်ယူသင်းကိုခုံဆင်းလာခဲ့ပြီးတော့ယူရိုပါလိပွဲတွေကြီးပဲဇက်တိုက်ကစားနေရတာများပါတယ်။ ဒါပေမဲ့သူကစားမပွားရဲ့မှတ်တိုင်မှာယိုပါလီချန်ပီယံဖြစ်ခဲ့တယ်ဆိုတော့တပိုင်းမှတ်တမ်းတက်ကိုလည်းဒီအသမာဆိုင်ထူသွားနိုင်စေချင်မိပါဆုံးနေကြည့်ပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။